သမိုင်းဝင်ရှေးဟောင်းမြတ်သိမ်းနှံချီရော်ကြီးဟာစကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကုန်းဒေသမှာတည်ရှိပါတယ်။သမိုင်းပညာရှင်တွေရဲ့မှတ်တမ်းတင်ချက်အရရေရော်မြကြီးရဲ့မူလအမည်တော်မှာပကံခေအလောင်းစီသူမင်းကြီးရဲ့ကုသိုလ်ရှင်ဖြူဖျားရုပ်ထုကိုဆွဲဖြူပြီးရှင်ဖြူဖျားဟူ၍၎င်းရှင်ဖြူဖျားဟူ၍၎င်းပေါ်ပေါ်ကြပါလေ။ဂုံမောင်ခေပဒုံမင်းဘုရောဖျားလက်ထက်မှာ မင်းကုန်းပထုရောကြီးတိဆောင်နေခြင်းမိတော်စကိုင်းမင်းသားလေးပါကြီးတော်က ပျက်စီးနေတဲ့ရှင်ပြူဘုရားဇောင်းတန်းကိုပြုပြင်လှူဒန်းလိုတဲ့အတွက်ခွင်ထောင်းတဲ့အခါခွင်ပြုမိတ်ရရှိပြီးသခိုင်းမင်းသားလေးရဲ့ခြင်းရတော်ရှင်ပြူမဲမင်းသမီးလေးကဖျားတန်နေခြင်းမှာနိုင်ရဆန်ကန်ကုန်သဖြင့်အလွမ်းပြည့်အမတ်တရအနေနဲ့ရှင်ပြူမဲဖျားဒါမှမဟုတ်ရှင်ပြူရှင်ဖျားလို့လည်းခေါ်ဝေခဲ့ကြပါတယ်။ထပ်ပနာတော်သွင်းမင်္ဂလာပြုကြရမှာအင်းရှိဆန်မင်းသမီးလေးရှင်ပြူမဲဝိစင်အပ်တဲ့တသိန်းနံမြရေရနာကို ဌာပနာမှုအစွဲဖြုတ်ပြီးမြတ်သိန်းနှံဖရာဟူ၏၎င်းအမည်၃မျိုးဖြင့်တကူးကြည့်ပြီးထူးခြားလာပါလေ။ကြောင်ရင်းသာလက်ပြီမှရှိရဲဆူလာမနီဂျေရီယိုကိုရင်မှန်း၍လူရန်တိဆောက်ခြင်းဖြစ်ပြီးရှိမမပြင်းတို့ရဲ့စံတတော်တွေးခေါ်မှုစံကြေတော်စီမံဆောင်ရွက်မှုများကတမိုင်းထူလိုတဲ့လူသားတိုင်းအတွက်အထူးအားကြွယ်ရပင်ဖြစ်ပါလေ။ဂျေရီယိုအောက်ခြေကနေတွေ့ရွေ့မြင့်တက်လာတဲ့ ရေလိုင်းကွန်တရံပြစ်ချီယာ90မှာတီရာ9တန်းတောင်ရံ9လုံးကိုရည်ရွယ်ထားပါတယ်သတ္တမပြစ်ချီယာမှာ ယူကန်တို့တောင်ထိပ်ကိုရည်ရွယ်ရေးအလဲဘဟုအမြင့်အုတ်ခုံမှာအာလိန်90စပတ်လျက်မြစ်မှုတောင်ကိုရည်ရွယ်ထားပါတယ်အဲ့ဒီအာလိန်90မှာပထမအာလိန်ဟာနဂါးများဖြစ်ပါတယ်ဒုတိယအာလိန်ကဂလုံးတတိယအာလိန်ကဂုံမှန်စရုပ်ထအာလိန်ကယက်ခပြင်စမအာလိန်ကကန္နပများစောက်ချက်ပြီး အာလင်90မှအထက်တရားမင်းဆိုင်ရာတာရင်သာနတ်ပြည်မြစ်မိုတောင်ထိပ်ပြီဖြစ်ပါလေ။ဇောင်းနန်းသုံးသွယ်မှာမြတ်စွာဘုရားတာရင်သာနတ်ပြည်ကမှအဘိဓမ္မာတရားဟောပြီးလူပြည်တို့ရွှေဆောင်နှံငွေဆောင်နှံဗရမဆောင်နှံဟုသောဇောင်းနန်းသုံးသွယ်ဖြင့်စင်သက်တော်မူပုံကိုရည်ရွယ်ထားခြင်းဖြစ်ပါလေ။ဒီဒီတော့ဟာ ဖနှက်ချင်း214တောင် ညံတော်အမြင့်320ပြီရှိပါတယ်မီတာတတိုင်းနေဟာ၄တောင်မဟုတ်ပဲအဝိုင်းဖြစ်ပါတယ်တီရာ9တန်းတောင်ရံ9ဆင်းအာလင်9ဆင်းဇောင်းနန်း30တို့ဖြင့်မြင့်မှုတောင်နဲ့76ဖလာတရှိပုံကိုရည်ရွယ်ထားတာကကဘာအမွေပင်ဖြစ်ပါတယ်အင်ဒိုနီးရှားနိုင်ငံဂျာဗာကျွန်းမှာတရှိတဲ့ဘောရဘုတ်တော်ဇီရီတော်ကြီးနဲ့အီမြသိန်းနဲ့ဇီရီတော်ကြီးတို့ဟာ၄တောင်အဝိုင်းတရံမှလွဲ၍တိဆောက်ပုံ ရည်ရချက်တွင်ကြီးချောင်းကိုကဘာလှဲ့ဧည့်သည်တော်များမှမှတ်တမ်းတင်ထားပါတယ်ခင်ဗျာမူလဖရာတာရကအလောင်းရှိသူမင်းကြီးနဲ့ဖရာသမိုင်းချောင်းကိုတိတိကျကျဖော်ပြထားခြင်းမရှိပေမဲ့ဒုတိယဖရာတာရကမြေတော်စကိုင်းမင်းသားလေးက1163ခုနှစ်သက်တော်12နှစ်အရွယ်မှာဖရာတာရကဖြစ်ခံယူခဲ့ပါတယ်1166ခုတကူလဆန်း15ရဲ့ဂျာတာပရိနေမှာစတင်တိဆောက်ခဲ့ပြီး ဝါဇူလာဇန်2ရဲ့တောက်ချာနေမှာဌာပနာပြပွဲကျင်းပခဲ့ပါတယ်။ဌာပနာတိုက်ပေါင်း16တိုက်ရှိပြီး1169ခုနှစ်မှာဖျားပီးစည်း၍ပထမဝါဇူလာပြကျော်14ရဲ့တောက်ချာနေမှာအနီကစားတင်ပြီးရေစက်သွန်းချပွဲတော်ကြီးကိုကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။တဂရီ1200ပြည့်နှစ် ခရစ်နှစ်1839ခုနှစ်မှာငလျင်တန်းကြောင့်ဇေဒီတော်ကြီးဖြစ်စီချုံရင်းခဲ့ရမှာယရနာဝန်ခေမင်းတို့မင်းတရားကြီးကလည်းထပ်မံပြုပြင်လူဒန်းခဲ့ပါလေခုတခါ 2025ခုနှစ်မတ်လမှာလှောက်ခတ်ခဲ့တဲ့ငလျင်ချောင်းရေရော်ကြီးဟာပျက်စီးပြိုကျခဲ့ရပြီးရွှေရွှေရွာရွာထိခိုက်ပျက်စီးခဲ့ရပြန်ပါတယ် 1839စကိုင်းကလင်းကြောင့်ပထမတစ်ချိန်ကြိုးချခဲ့ရပါတယ်။မင်းတော်မင်းလက်ထက်မှာပြန်လည်ပြုပြင်ခဲ့တာပါ။2025ခုနှစ်မတ်လ28ရက်နေ့မှာတော့ပြင်အားခုနှစ်တက်သမခွန်အစရှိတဲ့ငလင်းကြောင့်ဇီရီတော်ကြီးဟာတဖန်ပြိုကျခဲ့ရပြန်ပါတယ်။1839ငလင်းကြောင့်ပြိုကျပျက်စီးပုံနဲ့2025ငလင်းကြောင့်ပြိုကျပျက်စီးပုံဟာထပ်တူညီမဖြစ်တယ်လို့ယူဆနိုင်ပါတယ်ခင်ဗျာ။ မြတ်သိန်းနဲ့စီရီတော်ကြီးဟာမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးမင်းငုံမြို့မှာတည်ရှိတဲ့သမိုင်းဝင်ဗုဒ္ဓဘာသာစီရီတော်ကြီးဖြစ်ပါတယ်။ဒီစီရီတော်ကြီးဟာမြမရင်ချင်းမှုဘိတုကလက်ရနဲ့သမိုင်းတမိုးတို့ကိုပေါင်းဆက်ထားတဲ့အထင်ကြီးအဆောင်အုံတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ။မြမသမိုင်းအမှုပညာနဲ့ဗုဒ္ဓဘာသာစัจ java လာပေဒါတို့ပေါင်းဆက်ထားတဲ့ကပအံပွဲတစ်ခုဖြစ်တဲ့ဤညသိန်းနှံစီရီတော်ကြီး ပြန်လည်ပြုပြင်နိုင်ဖို့ကျွန်တော်တို့တွေအများကြီးကြိုးစားကြရမှာပါခင်ဗျာ။ မြမပြည်သူပြည်သားပေါ့ဘေးပြပေါ့မခင်ဝေးပြီးအားလုံးစိတ်ချမ်းသာ၍ကိုကျမ်းမာကြပါစေခင်ဗျာ